ုံမှန်အဖြစ်ပိုးကလေအဲ့လိုလုံးရတာရင်းရတာနှွဲရတာကိုယ့်အတွက်ခက်ခဲတယ်လို့ထင်တယ်ကိုနဲ့လည်းမလိုက်ဖက်ဘူးလို့ထင်တယ်ပေါ့နော်အဲအဲ့လိုမျိုးကားခိုင်းရင်လည်းဝလုံးကြီးရွေးနေသလိုမျိုးဖြစ်ပြာနေပြီးတော့ဒီကားထဲမှာတော့ကိုထက်ကအဲ့လိုချစ်ဆက်ပွဲတခြင်းလေးနဲ့ဒီတရုတ်ဖော်ပုံစံဇဝင်တီလေးထည့်ကျင်နေဆိုတာနဲ့အစကတော့ဒီတိုင်းတောင်းတောင်းတင်းတင်းလေးလုံးဝမယ်ပဲလို့ထင်တာဒါပေမဲ့ပန်းခင်းလေးကိုအဲ့လိုလေးနှွဲပြီးလမ်းလျှောက်သွားပါဆိုတဲ့အချိန်မှာပို့ ငါးကောက်အနည်းဆုံးပဲအဲ့ဘန်ကင်းကိုနှဲ့ပြီးရှောက်လိုက်ရတာပေါ့နော်အာဒီကားမှာတော့ပို့လို့ဒီ1990ပြည့်နှစ်ပိုင်းကိုရိုက်ကြမယ်ဆိုပြီးတော့အာအဝတ်အစားပိုင်းနေဆိုလို့ရှင်လဲပို့အိုက်ခက်ကခစ်စားရဲ့ထမိန်တူလေးတွေပြီးတော့သူဟာခင်လေးကအရှက်ကြောက်ကြီးရဲ့ဆရာဝန်မလေးဖြစ်တာကြောင့်အိုက်ခက်ကသပင်ကောင်းတဲ့အန်တီတွေကိုမှတ်ယူပြီးတော့ပို့သပင်ကိုအဓိကထားပြီးတော့ အပြင်ဆင်ခဲ့ရပေါ့နော်ဒီသပင်းအရှိဖြောင်းဖြောင်းအုပ်အုပ်ကလေးနဲ့စမိတ်ကလေးနဲ့ဖဲပြားလေးနဲ့ဆီယာမာလေးထမိန်တူလေးတွေဝတ်တယ်ပေါ့အကူကပုံမှန်ရှူတဲ့နားရဲ့ချင်းဆိုတော့သူငင်းငင်းလေးတယောက်တည်းထိုင်နေတာများတယ်တကယ်ရိုက်ကူးရေးလောက်ပြီဆိုလို့ရှိရင်သူဟာတာ identity ဆိုဟာတာ identity ကိုလုံးလိုက်တာဟိုအန်အောဝါပေါ့နော်ဆိုတော့ဒါစနိုးအတွင်ကိုကိုညမလေးလိုပဲခံစားရတယ်ချစ်စပွဲဟန်ပန်လေးနဲ့စနိုးနဲ့ပထမဆုံးတွေ့ရတာပေါ့ဟုတ် ဆရာဝန်မလေးခင်လေးကအချစ်ခံရမှာပါဒီတစ်ခါတော့ဇက်ကားရီမှာအမြဲတမ်းကိုကအရန်ချစ်ခဲ့ရတာဆိုတော့ဒီတစ်ခါတော့ကိုအချစ်ခံရမယ်အလဲပေါ့နော်အာဆိုတော့ဒီအတူရုပ်ရှင်ဇက်ကားကြီးရဲ့မှာဒေါက်တာမလေးခင်လေးကတတိညင်ညင်နဲ့အချက်အကျောက်ကြီးရယ်သူ့အလုပ်သူအာလုပ်တယ်ဒီဘော်ဆိုင်မျိုးလေးက ရွာသူရွာသားတွေမျိုးသူမျိုးသားတွေကိုသူ view site တယ်။ကျွန်တော်တည်တည်ငြိမ်ငြိမ်နဲ့ဆရာမလေးနဲ့အလွဲတွေပဲအမြဲလုပ်တတ်တဲ့အတူနဲ့တွေ့မှာပေါ့နော်။ကျွန်တော်အတူရုပ်ရှင်ဇာတ်ကားကြီးမှာတော့ဆရာမလေးနဲ့အတူရဲ့ချစ်စပွဲဇာလန်းလေးကိုမြင်တွေ့ရမှာပါ။အင်းပုံမှန်အားဖြင့်ပိုးကလေအဲ့လိုလုံးရတာရင်းရတာနှွဲရတာကို့အတွက်ခက်ခဲတယ်လို့ထင်တယ်ကိုနဲ့လည်းမလိုက်ဖက်ဘူးလို့ထင်တယ်ပေါ့နော်။ အဲအဲ့လိုမျိုးကားခိုင်းရင်လဲဝလုံးကြီးရွေးနေသလိုမျိုးဖြစ်ဖြစ်啊နေပြီးတော့ဒီကားထဲမှာတော့ကိုထက်ကအဲ့လိုချစ်ဆက်ွယ်တချင်းလေးနဲ့ဒီတရုတ်ဖော်ပုံစံဇက်ဝင်တီလေးထည့်ကျင်နေဆိုတာနဲ့အစတော့ဒီတိုင်းတောင်းတောင်းတင်းတင်းလေးလောရမယ်ပဲလို့ထင်တာဒါပေမဲ့ပန်းခင်းလေးကိုအဲ့လိုလေးနှွဲပြီးလမ်းလျှောက်သွားပါဆိုတဲ့အချိန်မှာပို ငါးကောက်အနည်းဆုံးပဲအဲ့ပန်းခင်းကိုနွဲ့ပြီးရှောက်လိုက်ရတာပေါ့နော်ဆိုတော့အဲ့လိုကနွဲကလေးရလေးနဲ့ချစ်စခွဲလေးကိုကိုထက်ရဲ့ idea နဲ့အစူးစားဖန်တီးထားပါတယ်အခုပြိသက်ကိုပြရတဲ့အခါမှာလည်းပြိသက်ကဒီ happen လေးတွေနဲ့ဒီသချင်းလေးကိုချစ်ပေးကြတယ်ချစ်စရာကောင်းတယ်လို့ပြောကြတဲ့အတွက်အရင်မဲ့ကိုကဝမ်းသာရပါတယ်နောက်ထပ်လည်းအဲ ဒီလိုမျိုးအသက်အစမ်းလေးတွေပြနိုင်ဖို့ကြိုးစားသွားပါအောင်မယ်။တခြင်းလေးကိုယ်တိုင်ကလည်းတော်တော်လေးကိုချစ်ဖို့ကောင်းတယ်လေ။ဟိုတခြင်းနားထောင်လိုက်တာနဲ့အယုတ်ကလေးတွေကမျက်လုံးထဲမှာမြင်နေရဆိုတော့ဒီဟာလေးကိုပုံပေါ်ရတာရရင်တော့ခက်ခက်ခဲခဲမဟုတ်ပါဘူး။ဒါပေမဲ့ပရိသတ်ရဲ့အမြင်ထဲမှာချစ်စပွဲလေးဖြစ်အောင်ပို့လို့ကိုထက်ရဲ့ idea လေးတွေနဲ့ပေါင်းပြီးတော့ရိုက်ကူးခဲ့ကြတာပေါ့နော်။ဆိုတော့အဲ့တခြင်းကကြီးလိုက်တော့ဒါခဏလေးဆိုပေမဲ့တနေ့ရတနေ့ရစီမှာတကက်ချင်းစီကိုပို့လို့တရက်ချင်းစီတေးချာအချိန်ယူပြီးရိုက်ခဲ့ရ။အပို့လို့တော့ရိုက်တဲ့အချိန် မှာဒီဘွန်ဆိုင်မျိုးကြီးကပန်ခင်းလိမ္မော်ရောင်ပန်ခင်းရလဲအရန်လာတဲ့အချိန်ဆိုတော့အဲ့ပန်ခင်းရဲကိုသွားတယ်တကက်ရိုက်တယ်နောက်တနေ့မှာသွားတယ်တကက်ရိုက်တယ်တဲ့ရိုက်ခဲ့ကြရတာပေါ့နော်အာဒီတချင်းလေးရိုက်တဲ့အချိန်မှာပြိတက်ကအခုကြည့်ရတဲ့အချိန်မှာပြောသူရိုက်ကူးခဲ့ရတဲ့အချိန်တော့လေတချင်းရိုက်နေတဲ့အချိန်ဆိုဘာမှမသိစိတ်ထဲမှာအကြည်တက်ကလေးနဲ့အာជីជីနူးနူးလေးရိုက်ခဲ့ရတာပေါ့ဟုတ်အာ ဒီကားလေးကိုပထမအဆုံးကြည်လိုက်တဲ့အချိန်မှာပိုးရဲ့စိတ်ထဲမှာလည်းဒီဆွဲကြံကဲဆုံးနဲ့အနှစ်သက်ဆုံးကဒီတခြင်းအပိုင်းချပါတယ်ဒီဇဝင်ဒီ အခန်းလေးပေါ့နော်အဲ့ဒါလေးကကြိလိုက်တာနဲ့အဲချစ်ဖို့ကောင်းလိုက်တာဒါလေးကတော့တော်တော်ချစ်ဖို့ကောင်းတာပဲဆိုပြီးတော့ဖြစ်သွားစေတယ်ပေါ့ဟုတ်ဟုတ်ကဲ့အာဒီကားမှာတော့ပို့တော့ဒီ1990ပြည့်နှစ်ပိုင်းကိုရိုက်ကြမယ်ဆိုပြီးတော့အာအဝတ်အစားပိုင်းနေဆိုလို့ရှင်လဲဘူအိုက်ခက်ကခစ်စားတဲ့ချမိန်တူလေးတွေပြီးတော့သူဟာခင်လေးကအရှက်ကြောက်ကြီးရဲ့ဆရာဝန်မလေးဖြစ်တာကြောင့်အိုက်ခက်ကသပင်ကောင်းတဲ့အန်တီတွေကိုမှတ်ယူပြီးတော့ဘူသပင်ကိုအဓိကထားပြီးတော့ အပြင်ဆင်ခဲ့ရပေါ့နော်ဒီသပင်းအရှိဖြောင်းဖြောင်းအုပ်အုပ်ကလေးနဲ့စမိတ်ကလေးနဲ့ဖဲပြားလေးနဲ့ဆီယာမာလေးထမိန်တူလေးတွေဝတ်တယ်ပေါ့ဆိုတော့ဒါလေးကိုလည်းပြန်ပြီးတော့စမ်းသစ်ထားပါတယ်အနောက်ပြီးတော့ရိုက်တဲ့အခါမှာ production design ဆိုလို့ရှိရင်လည်းတိချာအသေးစိတ်ပြင်ဆင်ထားရဲအခုပြည်သက်တွေကြည်ရတဲ့မီးရထားနဲ့ဇက်ဝင်ကန်းဆိုလဲဒါပို့ရန်ကုန်ကဘူရာတစ်ခုမှာပဲရထားကို ငှားပြီးတော့ဆက်တင်လုပ်ပြီးရိုက်ထားတာပေါ့နော်ဆိုတော့ယထာမှာလာတဲ့ဈေးတဲ့ပုံစံလေးတွေပြီးတော့ဘူဒါမှာတိုင်လဖိရည်လေးကိုကရားနဲ့ငှဲ့ပြီးရောင်းတာလေးတွေကအစာကူလီထန်းတာလေးတွေအာဟင်းထုတ်လေးတွေကအစာဒီဟာလေးတွေကိုလည်းတေချာပြင်ဆင်ပြီးရိုက်ခဲ့ရတယ်ဒါဒီဆက်ဒီဇိုင်းပြင်ဆင်တာကိုကြည့်ပြီးယထာစင်ကတော့ကိုတို့အမှတ်ရဆုံးပဲကိုရိုင်းကြည့်ပြီးတော့ဟင်း1990မှာတကယ်အလိုပါလားကြည်နူးစရာကောင်းလိုက်တာဆိုရယ်ခန်းစားချက်လေးကိုရရပေါ့နော် ထုတ်စီးတိုးရတာအချက်ကြောက်ကြည့်ရဆရာမလေးကိုအတင်းခေါ်ပြီးတော့ထုတ်စီးတိုးရတာအဲ့ဒီထုတ်စီးတိုးတဲ့ဇင်းလေးကလည်းပိုးတို့အရန်အမှတ်တရဖြစ်တယ်သူကတမျိုးလုံးကအာလာကြည့်ကြတာ အဲ့တော့ပြိသက်ကိုတကူးတကားဟိုစူးစီးစရာမလိုပဲねလာကြည့်တဲ့နေကံပြိသက်နဲ့တည်းဒါကွင်းကြီးကပြည့်သွားတယ်ပေါ့เนาะဆိုတော့ကစားကြတဲ့ဟာလေးတွေရိုက်ရတာလဲဘေးကတကယ်အားပေးကြတယ်ဆရာမလေးနဲ့အတူနဲ့တုံစီတိုးတာကိုလဲဘေးကတကယ်ကိုအားပေးရတကယ်လဲထုံစီတိုးကြတယ်အာဆိုတော့ဟိုជីနူးစရာလေးပေါ့ဟုတ်အော်ထုံစီကတော့ငငယ်လေးကကျွမ်းတယ်ရမ်းကျွမ်းတယ်ရမ်းကျွမ်းတယ်မနိုင်တော့မနိုင်ဘူး ိုးငငယ်တုန်းကတော့ဟိုလေဖုန်းတွေတက်ပလက်တွေအရန်ခက်စားရဲခက်မရောက်သေးဘူးဟိုကိုကလည်းဆယ်တန်းပြီးမှတယ်လီဖုန်းကင်ရတာဆိုတော့လေအာအဲ့လိုငငယ်တုန်းကစော့ကြရတယ်အတူတူကစားကြရတာကိုကကြုံလိုက်ရသေးတယ်အဲ့လိုတရေခွင်းခုံတာတို့ဇဲတောက်တာတို့အဲ့အဲ့လိုထုပ်စီးတိုးတာအဲ့လိုဥပစ်တိုင်းကစားတာဆိုအဲ့ကစားနည်းတွေကို ကိုရူကဂျုံလိုက်ရတယ်ပေါ့နော်ဂျုံလိုက်ရတော့အဲ့ဒါလေးကိုပြန်ပြီးထည့်သွင်းရတော့အဲ့ဒီမှာပါတဲ့ကစားနီးတော်တော်များများကိုလည်းကိုထက်ကိုပြောပြောဒီဟာလေးဆော့ပါလားဒီဟာလေးဆော့ပါလားနဲ့ကိုမဆော့ရတာအာကိုမြတ်တို့ကိုဆော့ဖို့မှာဂုံဒီအိတ်တွေရောဖက်နက်တွေရောအဲ့ဒါအကုန်လုံးသွားပြီးတော့ပြောတာအဲ့ဒါလေးချက်ပြရတယ် တခုတော့အကြံဉာဏ်ပေးထားတယ်အကိုအကြံဉာဏ်ပေးထားလေးတခုရှိတယ်အဲအကိုနဲ့ပထမဆုံးဆုံးတာဆိုတော့အဲအစတော့နည်းနည်းရှိန်တာပေါ့နော်အဲဒါပေမဲ့အကိုကအေးဆေးဆေးရှူတင်မှာသူရိုက်ကူးမေးကိုပဲအာယုံစိုက်ပြီးတော့အလုပ်လုပ်တယ်အဲအကိုကပုံမှန်ရှူတင်နားရဲ့ချင်းဆိုတော့သူငင်းငင်းလေးတယောက်တည်းထိုင်နေတာများတယ်တကယ်ရိုက်ကူးရေးလုပ်ပြီဆိုလို့ရှိရင်သူဟာတာအိုက်တင်တွေဆိုဟာတာအိုက်တင်တွေကိုလုံးလိုက်တာဟိုအန်အောဝါရယ်ပေါ့နော် ဆိုတော့ဒါအကူနဲ့ပထမဆုံးစုံရတဲ့ကားလေးကပျော်စရာလေးနဲ့စုံရတယ်နောက်ထပ်လည်းအကူနဲ့ရိုက်ကူထားတဲ့ဇက်ကားလေးတွေလည်းရှိပါသေးတယ်ပထမဆုံးတော့ဒီအာချစ်စခွဲဖြစ်တဲ့ဇက်ကားလေးအတူရုပ်ရှင်ကားကြီးကိုလာရောက်အပေးကြဖို့ကိုကဖိတ်ခေါ်ချင်ပါတယ်အဲအဲအဲ့လိုမျိုးဆရာမလေးရဲ့ဟန်ပန်လေးကိုချစ်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အာအဲ့ဆိုရင်တော့ပရိသတ်တွေကိုပဲပြုတ်ထမင်းစီစံကျွေးရဲ့အစီအစဉ်လေးတစ်ခုလောက်ဖို့စဉ်းစားလိုက်ပါမယ် အော်အဲစနိုးကတော့အခုဆက်စင်မဲ့ခေါ်ကြွေးလိုက်တော့မှမှာလဲအဲစနိုးနဲ့ကအဲ့မှာမှပထမဆုံးတွေ့ဘူးကအဲဒါပေမဲ့ငငယ်တုန်းကတော့သူရွှေပြည်နန်းမှာပြိုင်ပွဲဝင်တာတွေကိုဟိုကြည့်ဘူးတယ်အဲ့ထက်ကချစ်စရာကလေးလေးကအခုတော့သူကအပြိုကြီးမမမင်းသမီးငယ်လေးဖြစ်လာပြီပေါ့နော်ဆိုတော့ဒါစနိုးကိုတွေ့ရင်ကိုယ်ညမလေးလိုပဲခံစားရတယ်ချစ်စပွဲဟန်ပန်လေးနဲ့စနိုးနဲ့ပထမဆုံးတွေ့ရတာပေါ့ဟုတ် โอเคပါအဲဘိုးရရဲ့အတူရုပ်ရှင်ဇာတ်ကားကြီးကအော်တိုဘာလ24ရက်နေ့ကစပြီးတော့ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်ဒီရုပ်ရှင်ဇာတ်ကားကြီးမှာအတူနဲ့ဆရာမလေးရဲ့ချစ်စပွဲဇလန်းလေးတွေပွန်ဆိုင်မျိုးရဲ့အလှအပတွေပြိသက်ကိုစိတ်အပန်းပြေစေမဲ့ဇာတ်ကားလေးတစ်ခုဖြစ်လို့ဘိုးကရုပ်ရှင်ရုံမှာလာရောက်ကြည့်ရှုအားပေးကြဖို့ပြိသက်ကလေးကိုဖိတ်ခေါ်လိုက်ရပါတယ်